မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာက2025 6လပိုင်းအတွက်တနင်္ဂနွေတာသမီမိတ်ဆွေတွေအတွက်တလဆာရှောင်းရံဆောင်ရံအတွက်ကံကြမ္မာဟောစတန်းကိုဟောကြားပေးမှာဖြစ်တဲ့အတွက်တနင်္ဂနွေတာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်သမျှဝေးကွာကြပါစေကြောင်းဆရာကဒီကနေမေတ္တာပို့ဆုတောင်းပေးသားလိုက်ပါတယ်ခင်ဗျာနော်ဒီ2025ခုနှစ်6လပိုင်းအတွင်းမှာတနင်္ဂနွေတာသမီမိတ်ဆွေတွေဟာမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာ ဘာလို့ဒီဖြစ်နေမလဲဒီ2025လောက်လပိုင်းပြင်မှာအဆက်ဆက်အရာရာဘယ်ရာတွေကတတိထားပြီးတော့ဘယ်ရာတွေအသာအကျိုးပေးမလဲဆိုတာကိုဆရာကပြောပြပေးမှာဖြစ်တယ်။တိုးတော့ဒီနေ့ဆရာဗီဒီယိုအဆောင်နေဆိုတော့နည်းနည်းလေးတော့အဲရရတာတမျိုးလေးတော့ဖြစ်နေမှာတင်တယ်နော်။တိုးတော့ပြမိတ်ဆွေတွေနည်းနည်းလေးနားလည်ပြီးတော့ကြည့်ပေးပါဆရာနည်းနည်းတော့အသားမကျအောင်ဖြစ်နေ။ Okay လက်ရှိဒီ2025ခုနှစ်လောက်လပိုင်းပြင်မှာတနင်္ဂနွေကတည်းကမိတ်ဆွေတွေဟာလက်ရှိမှာ အရာရာကိုဘာကိုမစိုးဦးစီးဦးဆောင်လှုပ်ပါရေဝန်းနဲ့ရှေ့တူဆောင်ရွက်ပါရှေ့တူဆောင်ရွက်ရင်လှုပ်ဆောင်ရင်ဒီလာတာတော်တွေမှာအရာရာကိုရှေ့တူဆောင်ရွက်ပြီးတော့မိမိနေနဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ပါလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုကိုကရှေ့တူပြီးတော့ဦးဆောင်လှုပ်ရင်ဘာကိုမစိုးဒီလာတာတော်တွေမှာကံဟာမိတ်ဆွေဖို့ရှိပါအတိအကျပဲဖြစ်တယ်အဲ့ဒါကြောင့်မိတ်ဆွေများအနေနဲ့တရုံနေသားသမီးတွေကရှောက်လာပိုင်းပြီးမှဆိုရင်မိတ်ဆွေတို့ဟာဘယ်နေရာဖြစ်ဖြစ်ဟိုနေရာလဲပါရဒီနေရာလဲပါရဆိုပြီးတော့နေရာတကာမှာတော့ကိုကိုယ်တိုင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရမယ်လာဖြစ်တယ်လို့ အဲမိစလူရဲ့ကံဟာလေကိုလှုပ်ရင်လှုပ်တော့ကိုရဲ့လက်ထဲမှာဂျမာကဖန်တီးနိုင်စွာရှိတာဖြစ်တဲ့အတွက်မိစလူရဲ့ဂျမာကိုမိစလူစူးစမ်းတော့ရှေ့တူဆောင်ရရင်ကံရဲ့အထောက်အပံ့တွေကိုရရှိမယ်သို့တော့ကိုကစ조사တဲ့လောက်သာရရှိမှာဖြစ်တဲ့အတွက်ကံရဲ့အထောက်ပံ့ထက်အဲထီထိုးတာမျိုးလို့ဆွမ်းရလို့ပေါ့အဲရုပ်တရားဝန်နဲ့တိုင်းနဲ့ချမ်းသာတဲ့ကံတွေဟာအားနည်းစီတဲ့အတွက်မိတ်ဆွေတွင်းတွေတမီးတွေဟာ2025ခုနှစ်6လပိုင်းအတွင်းမှာဆိုရင်ဘာကိုဖြစ်ဖြစ်ရဲဝန်နဲ့ချစ်တူဆောင်ရမှာသာအားတာပြီးတော့ကောင်းမွန်မဲ့လာဖြစ်တယ် ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တနုန်နေသားသမီးတွေက6လပိုင်းတွေမှာဆိုရင်အထူးသဖြင့်အမျိုးသမီးတွေနှစ်ပိုင်းခွဲပြောကျင်တယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်အမျိုးသမီးတွေဆိုလို့ရှိရင်အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေအမျိုးသမီးတွေဖြစ်တတ်တဲ့အသွေးသားနဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေမှာပုံမူပြီးတော့သတိထားဆင်ကျင်ရမယ်အမျိုးသမီးတွေဆိုလို့ရှိရင်လည်းအသွေးသားနဲ့ပတ်သက်တဲ့အရာတွေမှာပုံမူပြီးတော့သတိထားဆင်ကျင်ရတဲ့အတွက်လိုအပ်သောလဖြစ်တယ် အထုသဖြင့်ရေဘူအားဖြင့်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအရေပြားနဲ့ပတ်သက်တာတွေရာနာတာမျိုးလေးတွေသွားတဖုံးနဲ့ပတ်သက်တာမျိုးလေးတွေငကိုကသွေးတူးသွေးတက်အချိန်ကရှိတဲ့မိတ်ဆွေများဖို့ကတော့တတိထားရမယ်အပူစားတွေအတက်စားတွေဒါမျိုးလေးတွေကိုတတိထားဆင်ကျင်ပြီးတော့စားသုံးရအတွက်လိုအပ်ပြီးတော့ယောဂအဟောင်းတွေပြန်ပြီးတော့အသစ်ပြန်ဖြစ်တတ်တော့လဖြစ်တာတော့အသေးချာပဲဖြစ်တယ်မိတ်ဆွေတို့တတိထားဆင်ကျင်ပြီးကိုလိုအပ်ပါတယ်ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ ငွေကြီးကဟာမိတ်ဆွေရဲ့စူးစမ်းမှုပေါ်မူတည်နေပြီးတော့ငွေကြီးနဲ့ပတ်သက်ဘလောက်ပဲခက်ခဲကြက်တဲ့စီရမှုခြေတို့ဆောင်ပြီးလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်သို့တော့ငွေကြီးနဲ့ပတ်သက်လက်လွန်ထားတဲ့ငွေကြီးတွေပဲဖြစ်ဖြစ်ငွေကြီးနဲ့ပတ်သက်အမိဒါမခံလုတာမျိုးတွေခြေတို့ဆောင်ရပါငကူကစုံးမီမရဘူးဆိုတဲ့ငွေကြီးတွေအောင်ပြန်လေရရှိတတ်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကြီးကဟာခြေတို့ပြီးတော့အားသာဆောင်ရရင်ဆောင်ရတဲ့လောက်အကျိုးပေးတယ်သို့တော့ ညီကောင်မတော်မကိစ္စလေးတွေကြောင့်ငွေကြေးကုန်ကြများတာမျိုးစက်ပစ္စည်းစားတောက်ကုန်လုပ်ငန်းလေးတွေကြောင့်ငွေကုန်ကြေးကြများတာမျိုးတွေစာရုပ်ဆိုင်ရာလုပ်ငန်းလေးတွေမှာတတိကြားဆင်ခြင်ပေးပါဒါအပြင် စေတနာတွေဝေဒနာဖြစ်ရတတ်တယ်ငွေကြီးနဲ့ပတ်သက်လာရင်ကိုယ်ကြောင့်မဟုတ်ပဲတဘာသူကြောင့်ငွေကုန်ကြီးကြမရတာမျိုးတွေကြုံရတတ်တယ်ဒါဆိုတစ်ဆက်တည်းအကျိုးမပေးတာလေးတွေဆက်လက်ဖော်ပြပေးပါစီဒီတနေ့နေသားသမီးရ2025ရှောက်လာပိုင်းပြီမှာဆိုရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးမပေးဘူးစားတောက်ကုန်စုံကဆိုင်ရာလုပ်ငန်းတွေအကျိုးမပေးဘူးထို့အပြင်မိတ်ဆွေတို့အနေနဲ့ယင်ဆက်ပစ္စည်းနဲ့ပတ်သက်ကိုယ်အမိခံပြီးအစ်စ်ဝယ်ရန်အတွက်တော့အားနည်းစီတာကာလဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော်တွေမှာယင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်ကိုယ်ကိုယ်တိုင်မောင်းနေတဲ့အခါမှာသတိထားဆင်ကျင်ပြီးတော့မောင်းနေရန်လိုအပ်သောအပတ်တာ ာပိုင်ခြားကာလဖြစ်တယ်စားတောက်ကုန်လုပ်ငန်းတွေအဲစတင်လုပ်တဲ့အလုပ်တွေစတင်လုပ်တဲ့ဆိုရင်တော့ကိုယ်အမိခံပြီးဖြစ်နိုင်လို့ပါအထူးသဖြင့်တော့ဆွေမျိုးသားချင်းအိမ်မလာရလို့စိုင်းပုတ်တာကတ်ထားပါ။ဘာကြောင့်လဲဆိုတော့တင်းလုံးလေသားသမီးတွေကဒီ2025လျှောက်လာပိုင်းအတွင်းမှာဆိုရင်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာမျိုးလေးတွေအားနည်းစီသလိုဆွေမျိုးသားချင်းညီအကိုမောင်နှမကိစ္စလေးတွေမှာပြဿနာတိုက်ခိုက်လေးတွေပေါ်လာတတ်တယ်။ဂျားတုံးဂျားမဝင်ကောင်းပါဘူး။စေတနာတွေဝေဒနာဖြစ်တတ်တယ်။ဒါအပြင်ဂျားတုံးဂျားဆိုတော့ မိမိတ်ဆွေအနေနဲ့သူတစ်ပါးရဲ့ပြဿနာကိစ္စတွေကိုကခေါင်းခံဖြည့်ရှင်းခါမှာအပူတွေကူးဆက်တတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်တော်ကြီးမှာသူများရဲ့ဈာသုံးရမိသားစုရဲ့အိမ်တော်ကြီးတွေမှာဝင်ပြီးတော့ဖြည့်ရှင်းဆောင်ရွက်တာမျိုးလေးတွေဟာကိုယ့်အပေါ်မှာစကားတွေပဲဖတ်တင်ပြီးတော့စေတနာတွေဝေဒနာဖြည့်ရတတ်တဲ့အတွက်တော့တတိချဆင်ရှင်ပေးရန်အတွက်လိုအပ်သောလာဖြစ်ပါတယ်။ကောင်းပြီ။ဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာအတော်တွေမှာဆိုလို့ရှိရင်အကျိုးပေးစေသောလုပ်ငန်းတွေကိုဆရာဖော်ပြပေးခြင်းနဲ့ဒီတနေ့နေ့သားသမီးတွေကဒီလာတာအတော်တွေမှာဆိုလို့ရှိရင်အဲငွေကြီးဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်ပါ ကုတန်းရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အထယ်လိမ့်နဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်တီတီဖနက်ဗီဇာလုပ်ငန်းကိုင်ငန်းကိစ္စရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရင်ကောင်းတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်ပါဓာတ်ဆီးတို့ဒီဇယ်တို့လောင်စာဆီးတို့အဆရှိတဲ့လုပ်ငန်းတွေအထယ်လိမ့်တို့တီတို့တီတို့ဖနက်တို့တတ်ထုတို့နော်အဆရှိတဲ့လုပ်ငန်းတွေနဲ့ရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ဒေါ်လာဖြစ်တယ် ယာရုရောင်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်လေယာရုတိုးခြင်းယာရုတက်ရှင်မျိုးတွေကြုံရတာမျိုးလေးတွေနေရထိုင်ခြင်းနဲ့ပတ်သက်လာရင်လေနေရထိုင်ခြင်းအတိတ်ရရှိတာမျိုးအိုအိမ်ရှမ်းပြည်မြေယာနဲ့ပတ်သက်လို့ချင်းအာမခန့်အရှိတိုးဆောင်ရလှုပ်ဆောင်ဝယ်ရမျိုးတွေအကျိုးပေးတယ်ဒါပေမဲ့ကိုယ့်အတွက်ကိုယ်ပဲအကျိုးပေးတယ်သူများအတွက်ကိုအကျိုးမပေးဘူးရှိတိုးဆောင်ရလှုပ်ဆောင်တဲ့အခါမှာလေလုပ်ငန်းဟောင်းနေနဲ့ပတ်သက်လို့အလုပ်ဟောင်းနေနဲ့ပတ်သက်ရင်တိုးချဲလှုပ်ဆောင်တဲ့နေကိုကသာသမီမရရှိသူတွေသာသမီရရှိလောက်တဲ့ကံအထောက်အပံ့တွေကျင်းတေပေါ့ရရှိတတ်တော်လာဖြစ်လို့မိတ်ဆွေတို့အနေနဲ့ လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လည်းလုပ်ငန်းဟောင်းကြီးကိုပြင်ဟိုဆွမ်းလာလို့ချိတ်လို့ပြီးတော့တိုးတက်အောင်ဆွမ်းဆောင်တာအကျိုးပေးပေးမယ်လုပ်ငန်းအသစ်စတင်လုပ်မယ်လုပ်ငန်းလေးတွေမှာတော့တတိထားရမယ်လုပ်ငန်းရာထူးနဲ့ပတ်သက်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေဂျုံအားတက်တယ်လို့ပညာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာမရှိဘူးချိတ်လို့ဆောင်လည်းလုပ်ဆောင်မှာမိတ်ဆွေတို့အနေနဲ့ လက်ရှိရှိနေတဲ့လုပ်ငန်းကိုတိုးတက်အောင်အဆင့်မြင့်အောင်ကြိုးစားရင်စွမ်းဆောင်ရင်အသာကောင်းမွန်တယ်လို့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကောင်းတွေရရှိတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့ယာရုမတိုးသေးဘူးလုပ်ငန်းကိုင်ကအလုပ်ကိုင်နဲ့ပတ်သက်လာကိုကဦးစီးဦးဆောင်ပြီးတော့လှုပ်ဆောင်ရတာမျိုးတွေအဲယာရုကတော့မတိုးသေးပေမဲ့နာမည်ထွက်နေတဲ့မိတ်ဆွေများကိုဒီကာလအတော်တွေမှာရှေ့တိုးဆောင်ရပြီးများများပြောဆိုဆောင်ရရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ဂျိမ်းသေးပါဦးရရှိမယ်လားဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာ ပတ်စပို့ဗီဇာလုပ်ငန်းပြည်တွင်းပြည်ပခီးသွားတဲ့ပတ်သက်တာလေးတွေခြေတို့ဆောင်ရလုတ်ဆောင်ရကောင်းသောကာလဖြစ်တဲ့ဆက်သတိပေးပါမယ်။ယင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့မောင်းတာလေးတွေနှင်တာလေးတွေမှာမိတ်ဆွေတို့အနေနဲ့သတိထားစင်နေရလိုအပ်ပြီးတော့အလင်းစလိုမလုံးနဲ့ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာစက္ကနဲ့တိုင်းကနဲ့ဝုန်းနဲ့အလင်းစလိုလုတ်ဆောင်တာမျိုးလေးတွေကအမားကိုဖြစ်စေတတ်တယ်လို့ဆရာပြောတဲ့ညီအကိုမောင်မကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေဆက်ပစ္စည်းခဏခဏပြတ်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်သတိထားစင်နေပေးရန်လိုအပ်တော့လာဖြစ်တယ်လူငယ်တွေအရှိန်ကြီးမှာတော့ မျက်နာပွင့်လန်းတာမျိုးမိမိရှိတော်မြန်လို့တော်သူကိုရဲရဲကြီးချင်းတွေဖွင့်ပြောပါသမီးကြီးသားများအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပင်မဲလို့မိษွေတို့အနေနဲ့အဲသမီးကြီးသားတွေမှာဆိုလို့ရှိရင်တော့ငဘခဖြစ်ခဲ့ပြီးတော့အဟောင်းနေအဲပြီးခဲ့ပြီးတော့ကိစ္စတွေကနေပြီးတော့စကားများအခြေတင်တဲ့ပြဿနာလေးတွေကြုံရတာမျိုးလေးတွေတယောက်ရဲ့စိတ်သဘောထားကိုတယောက်ကနားမလဲတာမျိုးလေးတွေကြောင်းတော့ပဋိပက္ခများစွာကြုံရတတ်တယ်။သို့သောသမီးကြီးသားတွေအနေနဲ့ မီးသားဘဝကိုရက်တန်လို့အိမ်ဆောင်ဘဝကိုအိမ်ဆောင်ပြုစိတ်ဆက်လက်ထမင်္ဂလာပြုခြင်းတွေပြုလုပ်ရန်အတွက်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်တယ်။ဒါအပြင်မိတ်ဆွေတနည်းဦးနေသားသမီးတွေကဒီလာတာအတော်တွင်မှာဆိုရင်အိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ငွေကြေးကြောင့်လည်းပြဿနာတော့မဖြစ်နိုင်ဘူး။အဲငကောကဝေးကွာနေသူတွေအပြောက်တော့သူတွေအဆက်အသွယ်ပြတ်နေသူတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့တရင်တော့ကြားရမယ်။လက်ရှိမှာတော့အဆက်အသွယ်ရဖို့အတွက်တော့ခက်ခဲတာမျိုးလေးတွေကြုံရတတ်တယ်။အဲစိုးရိမ်စရာမျိုးတွေအဆက်အသွယ်လုံးဝမရတဲ့မိတ်ဆွေများပျောက်တော့သူချာလင်တွေ့နိုင်တော့လား။ တရင်ရနိုင်ကောလာဖြစ်တယ်သို့တော့ နိနိကကရှိနေတဲ့မိဆွေများပို့တော့အိမ်တော်ကြီးနဲ့ပတ်တိုင်ဘာမှစိုးရိမ်စရာမရှိဘူးအိမ်တော်ကြီးဒုက္ခအိမ်တော်ကြီးနဲ့ပတ်သက်လို့ငဘောကအိမ်တော်ဘက်နဲ့ပြောဆိုလို့မရတဲ့ကိစ္စလေးတွေမှာပြောဆိုလို့ရမယ်သို့တော့အိမ်တော်ကြီးနဲ့ပတ်သက်လို့အဆင်မပြေလာရင်တော့ဂျားလူတဦးတယောက်ကိုအရှိကံပြီးတတ်လူပေါ့နော်တတိယလူဆိုတော့မိဆွေတို့နဲ့မိဆွေတို့ရဲ့ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့ဖြစ်စေအိမ်တော်ကြီးမှဆိုလို့ရှိရင်တော့တပါးတူတဦးတယောက်ရဲ့အကြစီအကြောင်းကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေကတော့ဥစ္စာလေးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရတယ်လိုအပ်ပါတယ်ဖြစ်နိုင်လို့ရှိရင် စာချုပ်စာတမ်းကိစ္စတွေလှုပ်ဆောင်တဲ့အခါတတိထားဆင်ညမှာအထူးသဖြင့်တနင်္ဂနွေသားအမျိုးသားတွေအနေနဲ့ဆိုရင်တော့အချုပ်ရှင်လေးတွေရှီဆော့လက်ဆော့လုပ်တတ်တဲ့တနင်္ဂနွေသားတွေမိတ်ဆွေများပို့ရတော့တော်တော်လေးကိုတတိထားရမယ်မိတ်ဆွေတို့အနေနဲ့ဘာလို့လဲဆိုတော့အချုပ်နောက်ဖြစ်တာမျိုးလေးတွေမထင်မှတ်ဖ ೇನೆ ထိခိုက်ချင်တာမျိုးလေးတွေကြုံရတတ်တယ်အသက်အရွယ်အပြင်60နဲ့အထက်မိတ်ဆွေမိဘများအနေနဲ့ကတော့ဂျမ်းမာရင်နဲ့ပတ်သက်လာတဲ့အခါမှာခါနဲ့ပတ်သက်တာမျိုးလေးတွေခန္ဓာကိုယ်အောက်ပိုင်းဒူးစစ်နဲ့ပတ်သက်တာလေးတွေမှာတော့တတိထားဆင်ညင်ပြီးတော့မထိခိုက်အောင်ပုံမူတတိပြုရန်လိုအပ်တော့လာဖြစ်တယ် ဒါအပြင်မိတ်ဆွေတို့ဒီလတာတော်တွေမှာဆိုရင်အကျိုးပေးတဲ့အရာလေးတွေကိုဆက်လက်တည်တံ့ခွက်ထုတ်ရမယ်ဆိုရင်အဖွဲ့အစည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်အများနဲ့ပတ်သက်တာတွေအကျိုးပေးတယ်ဘာလို့ဖြစ်ဖြစ်ကိုပိုင်းလုပ်ငန်းရှိတိုးဆောင်ရလှုပ်ဆောင်တဲ့အခါဥဆောင်ဆောင်ရရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်လုပ်ငန်းရာထူးနဲ့ပတ်သက်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေကြုံရတတ်တယ်သဒ္ဓမီရရှိနိုင်တယ်သဒ္ဓမီနဲ့ပတ်သက်ပြီးတော့ရှေ့လို့ဆောင်ရွက်ပါငကုကအမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေအမှုကိစ္စအမွေကိစ္စတွေမှာအားသာပြီးတော့ကိုယ့်ဘက်ကအနိုင်ရတာမျိုးမပြီးမပြတ်ကြန့်ကြာနေပြီးပြတ်အောင်ဆောင်ရွက်တင်တော့ကာလဖြစ်တယ် လုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်ပြီးတော့တိုးချဲ့လှုပ်ဆောင်ရင်အားသာပြီးတော့ကောင်းမွန်နိုင်တယ်။ OH ချမ်းမီမြေယာနေယာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စောက်တာတွေရောင်းတာတွေပြောင်းတာတွေချွေတာတွေအားလုံးဒီလမှာချစ်တို့ဆောင်ရလှုပ်ဆောင်မှာချစ်တို့အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်ပါတယ်။ ။တတိထဆင်နေရမှာတော့ဆွေမျိုးများအိမ်မလာရလို့စိုင်းမုတ်ကတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒီလကတော့တွင်မှာအကျိုးပေးစီတော့နေသားနေနဲ့ဆိုရင်တော့အရေးကြီးသောကိစ္စတွေကိုပဲလှုပ်လို့ဘာနေသားနဲ့တွဲလှုပ်လို့တနင်္လာသားသမီးတွေနဲ့တွဲလှုပ်တာမျိုးသို့မဟုတ်လို့ရှိရင်ဂျာစာပရိသားသမီးတွေနဲ့ပေါင်းစုဆက်တူပြီးတော့အကြံဉာဏ်ရရှိပြီးလှုပ်တာမျိုးထိုရက်တွေတနင်္လာရက်တို့ဂျာစာပရိရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ရင်အသာကောင်းမှုတိုးတက်နိုင်ပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍ၅ကဏ္ဍ ုံညာကနန်းလေးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အာသာကောင်းမှုပြီးတော့အကျိုးပြုစေနိုင်ပါတယ်အကျိုးပေးစီတော့အယောင်နေနဲ့ဆိုရင်အနီရောင်မိုးပြာရောင်ခဲရောင်အဆက်ရှိတဲ့အယောင်တွေများများပါတော့အယောင်ကိုဝစ်ဆင်သွားပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမှာအသေးချာပဲဖြစ်တယ်အကျိုးပေးစေသောအရာဟာတော့အနောက်ဆူဆူရဖြစ်ပြီးတော့စန်တီယာအရာကတော့အရှိအရာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေလုပ်ငန်းဆောင်တာတွေကိုလုပ်တဲ့အခါမှာမိမိတို့ရဲ့လိုရာမှုပြုမှုဆောင်ရွက်ရန်အတွက် မတော်မီမှာမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့နော်ယုံကြည်ရာ ့မဟုတ်ရိုးရာနဲ့တို့မဟုတ်အိမ်ဆောင်နဲ့ကကိုအမွေးနဲ့သာပြန်မြတ်တာပို့ပြီးတော့လူရာကိုတိုင်တယ်ပြီးတော့ပြောဆိုသွားရင်အထက်ငော့မရှိပဲရှော့ရှော့ရှူရှူနဲ့အောင်မြင်အစဉ်ပြေးသွားမှာအတိအကျပဲဖြစ်တယ်။တတိထားစင်ကြီးရမှာတော့ဘာကိုလုံလို့ဒီလတာတော့ဒီမှာတောက်ကြသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတို့မဟုတ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုတောက်ကြရက်တွေမှာတတိထားပြုမှုဆောင်ရွက်ရန်အတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော့ဒီမှာ ဘာဖြစ်ဖြစ်မြောက်စုစုရက်ကိုဖြစ်နိုင်မျက်နှာမူပြီးတွားရတဲ့အလုပ်တွေမှာတတိထားစင်ကြီးရင်အတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စဆုံးဖြတ်ဆောင်ရွက်တဲ့အခါမှာအလင်းစလိုလွတ်လွတ်လပ်လပ်မဆုံးဖြတ်ပါနဲ့စတင်လှုပ်ဆောင်တဲ့အလုပ်လေးတွေမှာတော့ဖြစ်နိုင်ရင်ကိုကိုကိုယ်တိုင်စတင်လှုပ်တဲ့အလုပ်တွေအားနည်းစေတဲ့တတိထားစင်ကြီးရမယ်။သို့တော့မဖြစ်မနေလှုပ်ရမယ်ဆိုရင်တော့ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်နိုင်မှလုပ်ပါမလုပ်နိုင်ရင်တတိထားစင်ကြီးပြန်လိုအပ်ပါတယ်။စက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့မဝယ်ပါနဲ့။ပြီးတော့အခါမိတ်ဆွေတို့အနေနဲ့ မဟုတ်တဲ့သတင်းတွေကောလာဟာလာသတင်းတွေမကောင်းတဲ့သတင်းတွေသဘုတ်လီလွင်သတင်းတွေပြောဆိုခံရတဲ့အတွက်တော့တတိထားစီနေရလိုအပ်ပါတယ်ဒါ့အပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဒီလာတာအတော်တွေမှာဆိုရင်တော့အသားရောင်လို့အဝါရောင်လို့ကိုတတိထားဝစ်စင်ပြီးရင်ရပါပြီမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာနာယီအပြတ်တို့ရက်တက်နေတော့အရာတွေပြက်ကလေးအဟောင်းနေရှိရင်စွန့်ပေးလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းလာပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီရန်အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ပုံပစ္စည်းတွေကို ဇွန်လေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါကရောင်းထွက်ပြီးတော့ရောင်းတွက်သွားမှအတေချာဖြစ်တယ်။ဒါအပြင်ဇရရဲ့ဓမ္မမိတ်ဆွေများအဋ္ဌကံပြုလို့တပါဆိုရင်ဒီလတာတော်ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရဲ့အောင်မြင်အစီအမီစီပြီးတော့တိုးတက်စေရန်အဋ္ဌကံပြုလို့တပါဆိုဘဂဝါဆိုတော့ဂုံတော်ပတိကိုတနေ့ကိုသုံးပတ်လုံးနဲ့၁၂ရက်တိတိအဋ္ဌကံဝင်မှာကမိတ်ဆွေတို့ရဲ့အခက်ခဲတွေအားလုံးပြေလည်ပြီးတော့ဆောင်ရွက်ပြီးတော့ပြည်လဲပြီးတော့ကောင်းသောလူအင်စာနာတွေပြည့်ဝပြီးတော့အခက်အခဲမရှိအဆင်ပြေလာစေမှာတည်ကြပါရယ်ခင်ဗျာ ဒါပြင်ဆရာငယ်မိတ်ဆွေမိပါတွေနိုင်ငံခြားခရီးသွားပတ်စုဝီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေရေရှားမြေရှားဘာသာရှားလူမျိုးရှားတိုင်းကပါအကျိုးပေးပါတယ်။ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဥစည်းဥဆောင်လုပ်ပါကံကြမှာကံဆိုတာကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်ဆိုတော့ဒီလားဟာပြောဆိုဆိုလို့ရတယ်။ကံဆိုတာမိတ်ဆွေတို့လည်းမမြင်ရဘူးဆရာတို့တက်ကနစ်တစ်ခုအရာတွက်ချက်ပြီးတော့ဆရာတို့ကံကြမှာဟောတယ်ဆိုတာကံကိုမိတ်ဆွေတို့ရဲ့ကံကိုဆရာတို့ရဲ့ တက္ကနိတခုခုနဲ့ဘာဘုပဲအခြေတီတီမဟာဘုကိုပဲအခြေတီတီသုံးနိုင်ပေါ်နေကိုပဲအခြေတီတီစမ်းကိုပဲအခြေတီတီလက်ခတ်ကိုပဲအခြေတီတီဘာနီးနဲ့တွတ်တွတ်ဒါတော့ကိုပဲဆွဲဆွဲကံကိုဆရာတို့ကကိုတက်တဲ့တက္ကနိနဲ့တွတ်ယူလိုက်တာဒါပေမဲ့ကံရဲ့ကောင်းခြင်းဆိုခြင်းကိုကနန်းပေးတဲ့ဘောရတွတ်ယူလိုက်ပြီးတော့ကြမ္မာဆိုရက်လက်တွေလှုပ်ရက်နဲ့ဘာဘီတင်ကဘလို့ဟောဟောဘာနီးနဲ့တွတ်တွတ်ကိုကမှမကြိုးစားရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကြမ္မာဆိုတာမိစေတို့ဟာဒီလာတာတော့ဒီမှာကြိုးစားရင် ကြိုးစားသလောက်ရောက်ရှိပြီးတော့ဂျမဟာကိုဖန်တီးနိုင်တယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီလဟာရှုံုံပြောရရင်မင်းဆိုးရာစာဆိုတဲ့ဧကရစ်သဘောတရားကတော့ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်စွမ်းဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လာဖြစ်တာအတိအကျပဲဖြစ်တဲ့အတွက်ဘာကိုမဆိုးကြံ့ကြာတုံဆိုင်နေပဲနဲ့ဆရာရဲ့ဟောစရံကိုတွေ့ရင်ရေရွဝင်ချစ်တို့ဆောင်ရလောက်ဆောင်မှာကျင်းတီပေါ့လက်ခံပေါင်းခတ်ရစီမှာအတိအကျပဲဖြစ်တယ်။ဒါဆိုကောင်းပြီ။ဇံငယ်မိတ်ဆွေတွေအားလုံးဒီတလတာတော့တွင်မှာ ဆက်ဆရရအဆင်ပြေအောင်မြင်တိုးတက်စေပြီးပြုလုပ်ရမယ်ရေရာအနည်းနဲ့ဆိုရင်တော့မိတ်ဆွေတနေမှုနေသားသမီးတွေဒီလတာတော်တွေမှာဟိုငွေကြီးကံကောင်းစီပြီးပိတ်နေတဲ့လက်တွေပွင့်လန်းစီရန်ရေရာရေရာအနည်းနဲ့ဆိုရင်တော့မိတ်ဆွေများတွေးပကံများတစ်ချက်လေးထဲမှာဆရာတို့မက်ဆီပေါ့အကျွေးစီကလေးတစ်စီကိုချပါတွေးပကံများတစ်ချက်လေးထဲမှာအကျွေးစီလေးတစ်စီကိုတင်ပြီးတော့ဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်းပြင်ပြီးတော့မိတ်ဆွေတို့ရဲ့ဇပွဲတုံးမဟုတ်အမြင့်တနေရာလုပ်ငန်းစည်းဆိုင်မှာဟာလား ကျွေးပကံများတစ်ချက်တည်းမှာမက်ဆေ့လေးတစ်စီစာအပေါ်မှာဖျောင်းနိုင်အစိမ်းအောင်လေးတစ်တိုင်ကိုတင်ထွင်းထွင်းမိတဲ့အခါမိတ်ဆွေတို့နေနဲ့ဟိုမိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပွင့်လန်းစီရန်အယောင်ွယ်ကောင်းပါစီလက်လာပါပွင့်ပါစီလို့ဆုတောင်းလိုက်ပါကဒီလဟာတနင်္ဂနွေတာသမီမိတ်ဆွေတွေဖို့မိတ်ဆွေတို့ရဲ့လက်ဖြစ်လာမှာအသေးချာ